ကဲလုပ်ငန်း၃လေးကိုဒီချင်းနဲ့တူဆက်ပြီးတော့လေ့လာကြည့်အောင်နော်လုပ်ငန်း၃လေးရဲ့မှာဘူးတွေကမမြင်ရတဲ့ပစ္စည်းဟာတဲ့ဘာဖြစ်နိုင်မလဲဒီခါဒီချေတို့ကဘူးလေးဘူးပစ္စည်းတစ်ခုထည့်ထားမယ်အဲ့ဒါကိုဒီချေတို့ကမကြည့်ဘူးနော်ဘာနဲ့လုပ်ကြည့်မလဲဆိုရင်နှာခေါင်းလေးနဲ့နော် နှာခေါင်းလေးနဲ့အနံ့ခံပြီးတော့ဘာပစ္စည်းလေးဖြစ်မလဲဆိုတာကိုဒီ chair တို့ကဥကြီးမှာဖြစ်ပါတယ်။ကဲအဲ့ဆိုတော့နှာခေါင်းဆိုတော့ဘာလို့လာလဲ။အနံ့ခံတာ။နှာခေါင်းကဘာလို့ပြီးလဲ။အနံ့ခံပြီး။ကဲဘူးလေးတဘူးတဲ့ကိုဒီ chair ကနော်အနံ့ရှိတဲ့ဟာပေါ့။ဒီ chair ကဘာလေးထက်မလဲဆိုရင်ပန်းလေးထက်နော်။ပန်းအောင်မှဒီ chair ကိုအနံ့ရှိတဲ့ဇပယ်ပန်းထည့်လို့ရတယ်။ခရီးပန်းဆိုလည်းထည့်လို့ရတယ်။အဲ့တော့ဒီ chair ကဇပယ်ပန်းလေးထည့်ထားမယ်။ပြီးရင်ဘူးလေးရဲ့ အဖုံးရဲ့အပေါ်ဘက်ကိုအပေါက်လေးဖောက်ထားပြီးရင်နှာခေါင်းလေးနဲ့နမ်းကြည့်ကဲထဲလိုက်ပြီးဘူးရီအဖုံးကိုနှာခေါင်းနဲ့နမ်းကြည့်ရခါမှာထဲထဲမှာဘာဖြစ်စည်းလေးဖြစ်မလဲဟောနှာခေါင်းလေးကရှူကြည့်လိုက်ဟာထဲထဲမှာအနံလေးကမှုန်းနေရပဲဒီအနံ့ကတော့စပယ်ပန်းအနံ့ဖြစ်တယ်ဟာအဲ့ဆိုလို့ရှိရင်ဒီချေတို့ကဘူးကိုဖွင့်သေးဘူးနော်ဒီချေတို့နှာခေါင်းကဘာနဲ့ရလဲစပယ်ပန်းလေးနဲ့ရတယ်ကဲအဲ့ဆိုရင် ဘူးကိုဖြွင့်ကြည့်လိုက်လို့ဒီရှယ်တို့ကအနက်ခံလိုက်တဲ့ဟာကမှန်လားမှားလားဆိုတာကိုရှယ်တို့ကြည့်လိုက်တဲ့အခါမှာဟုတ်တယ်ဇပယ်ပန်းအဲ့ဆိုရင်နှာခေါင်းကအနက်ခံပြီးတော့ဘာဖြစ်စည်းလဲဆိုတာကိုပြောနိုင်လားမပြောနိုင်ဘူးလားပြောနိုင်တာပေါ့အဲ့တော့နှာခေါင်းကအနက်ခံတဲ့အလုပ်ကိုလုပ်ပေးရဆိုတာကိုတောင်းကြည့်လို့သိပြီနော်ကဲအဆိုရင်ဒီစနေတူလုပ်ငန်းလေးကိုဆက်ပြီးတော့လေ့လာကြရအောင်နော်